ဒီနေ့ကတော့ရွေးချယ်စရာဟင်းပွဲ30ကျော်လောက်ကိုဘန်းလိုက်ကြီးခင်းကျင်းထားပြီးပဲစီနဲ့မှုမှုပူပူလောလောကျော်ပေးတဲ့ဖွေးတတ်နေတဲ့သမင်းကျော်အပြင်လက်ဖက်ရည်စမူစာနံပြားတို့ကိုပါညဘက်မှာအစာပြေစားကျင်သူတွေအတွက်အဆင်ပြေတဲ့ဦးလေးကြီးညသမင်းကျော်ဆိုင်မှာတွတ်ဆားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ခဏခဏတော့လာစားဖြစ်တဲ့ဦးလေးကြီးညသမင်းကျော်လာစားပဲဖြစ်ပါတယ်ဒီဆိုင်လေးကတော့တောင်းကလာပါမြို့နယ်ရတနာလမ်းမအပေါ်ဟိုဘက်မှာဆိုရင်တော့ဝေစီယန္တာလမ်းနဲ့ရတနာလမ်းမြို့ပိုင်းရှိရပါတော့ဒီဘက်မှာဆိုရင်ကျွန်တော်ဒါရထားတန်လမ်းရှိပါတယ်ဒီကြားထဲမှာရှိရဲ့အိုမီဂါရဲ့ရှစ်တက်တက်မှာပဲဖွင့်တာပါတော့ အဲ့တော့ကျွန်တော်တို့သွားဆောင်လိုက်ခဲ့ပါအောင်နော်ဒီမှာဆိုရင်ထမင်းကြော်နဲ့တွဲဆဖို့အတွက်ကိုဒီမှာ daily special အနေနဲ့လဖဲရီ coffee စီလုံးတီးနံများထောပဲပဲပြုံးနံများစမူသာစရရစရရပါတော့နော်အဲ့တော့ဒါညာဘက်မှာကိုယ်ထမင်းကြော်စရရင်လည်းဒါလေးပါအစာပြေစားလို့ရပါတော့အဲ့တော့ဟိုမှာဟင်းနဲ့သွားကြည့်အောင်နော် ဟင်းမွေးတဲ့ကြောင့်မပြောခင်ဆန်ရှင်းသားမှာကြော်ပေးနေတဲ့ပဲစီနဲ့မှွေးနေတဲ့သမင်းကြော်ကဝင်ဝင်ချင်းမှာပဲဆွဲဆောင်နေတာပြီးတော့သမင်းကြော်နဲ့တွဲစားဖို့စက်သွင်ခြင်းငပီတော့ငရုတ်သီးကြော်လည်းပေးထားပြီးထညက်ရင်သွေးချက်နဲ့ပြည့်စုံနေရောပေါ့နော်ဟင်းမွေးဘယ်နှမျိုးလောက်ရှိတယ်မနော်ဟုတ်အတားဟင်းရောအရင်ဟင်းရောဆိုတော့ဟင်းပန်ဟင်းပွဲ30လောက်တော့ရှိရဲ့ရှင်ဟုတ်ဟုတ်ကဲ့ရွေးချယ်တာတော်တော်များပါပဲနော်အဓိကဒီမှာဆိုရင်တော့စက်တာ6စီဇန်လို့စက်တာ6ချက်အမဲသားအညာချက်လေးလည်းရရဲ့ရှင်ပြီးတော့စိတ်ကလေးသာမယန်းလည်းရရဲ့ရှင်မယန်းဒီတောင်ကြော်လေးလည်းရရဲ့ရှင်ဟုတ်ဟုတ်ဒီလိုယာစီပေါ်သားလေးရရဲ့ရွေးချယ်စရာကြက်ဝက်အမဲစ ိတ်ကလီစာတခြားကျွန်တော်ငါပြောအကြော်လို့အစုံရရပါတော့လူကြိုက်များရဲ့ဟင်းပွဲတွေကဝက်ချိုချက်စက်သားကြောက်စီစံချက်ပေါင်းချက်ကြော်အမဲကြော်အမဲသားနှက်အမဲညာချက်ပဇွန်တုပ်စီပြန်စတွေဖြစ်ပြီးအရင်ဟင်းတွေကတော့ခရမ်းသီးမီဖုတ်မှုဆက်ကြော်ချက်မောင်ကြော်အာလူပြောင်းမှုစတွေရှိပေမဲ့ရွေးချယ်စရာတော့နည်းတယ်ပေါ့နော်ဒီမှာကစမူစာဆိုရင်လည်းအာလူတွေအများကြီးနဲ့အစာတွတ်ထားပြီးစီတန်းနဲ့ကြော်ပေးထားတော့လူကြိုက်များတယ်ဆိုင်ကညနေ၄နိုင်၅နိုင်လောက်ဆိုရင်စခင်းပြီးညတနိုင်ထိဖွင့်လာဆိုတော့ကျွန်တော်တို့လိုညဘက်မှာဘိုက်စားတဲ့သူတွေအတွက်ကွက်တီပဲပေါ့နော် ကဲအခုကတော့ကျွန်တော် စားခြင်းနဲ့အသားဟင်းတွေနဲ့သမင်းကျော်လေးမှာွားပါပြီအဲ့တော့ဒီနေ့မှာဒါ Today Special အနေနဲ့တစ်ခါလေးမှရရဲပေါ့နော်ဒါစက်သားကြောက်စီတန်းလေးပါဒီစက်သားကြောက်စီတန်းလေးဆိုရင်အရင်ဆုံးစက်သားကိုပေါင်းထားတယ်ပြီးတော့မှမြေပြတ်ဖုတ်ထားပါပေါ့နော်ကျွန်တော်အများနဲ့စားပြစ်တဲ့ဝက်ချိုချက်လေးပါဒီဘက်ကတော့ပစုံသုံးစီပြန်ရယ်ဒါလေးကတော့မယန်းဒီဆောင်ကျော်ပေါ့နော်ယာကြီးပေါ်သားလေးပဲဖြစ်ပါရယ်ဒီဘက်ကကြတော့ခရမ်းဒီမိဖုတ်တော့ပေါ့နော်ပြီးရင်တော့ဒီမှာလုံးဝစမူသာလေးပါမင်းကျော်လေးနဲ့စမူသာလေးနဲ့တွဲစားမယ်ပေါ့နော် ပြီးတော့အရေတောက်နေနေဆိုရင်လည်းကျွန်တော်တို့ဒါပဲဟင်းရည်ရဲ့ဒီဘက်ကချမောင်ဟင်းရည်လည်းပေးထားပါရဲ့ခင်းပွဲရည်ဆိုရင်လည်းပြင်ဆင်ထားလဲလုံးဝတရှင်းတက်ရနေရောပဲပဲပဲစီကိုပဲတုံးပြီးကြော်ပြထားဖြစ်တဲ့ကြောင်းသွမ်းတော်ဝဟင်းရည်ရဲ့နေရာလေးမှာဆိုရင်လည်းခမင်းကြော်ကြော်နေအနှံများမှွေးနေရောပဲ ော်သားရဲ့အိဖတ်မှုကဝါလိုက်တာနဲ့အစီအရကြတော့ဖောက်ခနဲ့ဖြစ်သွားပြီးတော့မှအသာပျော်ဆင်းသွားပဲသတ္တမောကြောက်လေးရခြုံနေပြီးဝါလိုက်တာနဲ့မမောရရလေးပေါ့နော်လူကြီးဆိုရင်လေရင်သွေးချင်းလေးတောင်းနေစားတော်တော်ကြိုက်ပါလားဝတားကြောင့်မယန်ဒီဆောင်ကြော်လေးနဲ့လိုက်ဖက်တာပါနော်မယန်ဒီဆောင်ကြော်လေးကချင်းပြုံးပြုံးလေးနဲ့ဟိုမှာ ဒီလေးပင်မင်းနဲ့ဆက်ဆက်လေးပေါ့နော်အဲ့လိုက်ပွဲနဲ့ပွဲလာနော်ခမင်းကြော်သွဲဆိုရင်ပုံမှန်စားပွဲရကြတော့1500ကျပ်တကယ်လို့လိုက်ပွဲမှာမယ်ဆိုတော့1000ကျပ်ပေါ့နော်ကျွန်ကျော်ဆိုရင်လည်းပဲစီနံမှုမွေးလေးနဲ့ကြော်ထားပြီးတော့မှဒီဘက်ကခင်းနေတခြားစားတောက်တွေဆိုရင်အချို့မလုံးအောင်မသုံးထားဘူးပေါ့နော်ဒီအရေတောက်လေးရကြတော့ကိုယ်စိတ်ကြိုက်လို့တို့ထပ်မလို့ရရပေါ့နော် ဘယ်သူလုပ်လေးနဲ့စားပါလဲအတားဟင်းပွဲလေးဆိုရင်6000ကျပ်ကနေစရှိပြီးတော့အစားစားရှိရပါတော့။အဲဒီပြုံမှာအရင်ဟင်းပွဲလေးကတော့3000ပတ်ချလဲပေါ့နော်။ ကူကစမူသားကြော်လေးစားမယ်ပေါ့နော်အစီလုံးကြီးလေးမှာထားပါရဲ့ညဘက်မှာလက်ဖက်ကောင်းကောင်းတောက်ရှင်းနေကြတယ်ကွက်တည်ပဲသမူသားကျော်လေးရအထက်မှာအာလူဘတ်တွေအများကြီးနေဦးမှာမဆက်တာနဲ့တင်းတင်းလေးနဲ့ တော်တော်စားလို့ကောင်းတယ်ဟောအချင်းလေးကနည်းနည်းလေးပို့ချင်စမူသာကြော်လေးနဲ့ပို့လိုက်ဖက်မယ်လို့မြင်မိရပါတော့နော် ကဲဘောကျွန်တော်ကစားပွားပါပြီဒီဆိုင်ရအစားတောက်လေးရတကယ်လည်းရတာကောင်းပြီးတော့တန်ရှင်းတဲ့ရနေရောပဲနော်တိုင်တယ်မယ်လေးရတော့ဦးလေးထမင်းကြော်ဆိုင်လေးပေါ့နော်ဆိုင်လေးစာလေးရောကျွန်တော်ဒါတောင်းကလာပါမြို့နယ်ရတနာလမ်းမပေါ့ဒါ၁၆ခွင့်မီပွိုင်းနဲ့ယထာတန်လန်ကြားရမှာပဲရှိရယ်အိုမီဂါ၈တက်မှဖွင့်တာပဲဖြစ်ပါတယ်ဆိုင်ဖွင့်ချိန်ပိတ်ချိန်လေးရတော့ညနေ၅နာရီရနေပြီးတော့ည၇နာရီပဲဖြစ်ပါတယ်ကျွန်တော်ဒီလိုကျွန်တော်ဒေါက်တာဆောင်တက်လိုက်ပါမယ်နောက်လည်းကျွန်တော်ဘယ်ဆိုင်လေးဘယ်ညလေးခေါ်မလဲဆိုတော့ဆက်လုပ်ကြည့်ပါဦးတာတာ